ာနောက်တစ်ခုကကျွန်တော်တို့ဒီနောက်တစ်ခုကစိတ်မကောင်းစရာသတင်းလေးတစ်ခုပါစိတ်မကောင်းစရာဆိုတာကဟိုတစ်ဖက်ကလည်းမားတယ်မန်တယ်လည်းမပြောချင်ဘူးဘသူဝင်မားတယ်မန်တယ်လို့ပြောချင်ဘူးဒါပေမဲ့စိတ်မကောင်းစရာဆိုတာကျွန်တော်ကဒီအပိုင်းမှာ Facebook မှာတော်တော်လေးနာမည် TikTok မှာတအားနာမည်ကြီးတယ် Facebook မှာလည်းနာမည်ကြီးတယ်အဖတိမမန္တလေးကဖတိမအချင်းပေါ့တော်တော်နာမည်ကြီးပါတယ်လူတွေကြားမှာပေါ်လို့ရရင်ဖတိမအချင်းပေါ့ဆိုတော့ပေါ်လို့ရရင်လူတွေကြားမှာနာမည်ကြီးတယ်ဖတိမအချင်းပေါ့နာမည်ကြီးတော့သူ့လိုပဲအချင်းပေါ့ဆိုလိုက်ရောင်းစားတယ် TikTok မှာရောင်းစားတဲ့လူတွေအများကြီးပေါ်လာတယ်ဒါပေမဲ့ဖတိမအချင်းပေါ့ကလူတွေကြားမှာတော်တော်လေး နာမည်ကြီးတယ်မန္တလေးကကျွန်တော်တခါမှစားဘူးသေးဘူးမန္တလေးကဟိုတိုတံပယာသီးဘောနော်တံပယာသီးကိုစားတယ်တံပယာသီးကိုဟောပြပြီးတော့ပြတာမခါဘူးဘောလို့ကြားတယ်သူတို့ကပြတယ်ကောင်းတယ်လို့ဒရမန်ပြကြတယ်မင်းသားမင်းသမီးတချို့တော့သူဆောင်ချို့တော့သူကဝယ်စားတယ်လို့ကြားတယ်ဝယ်စားရဲ့ဘာလို့ဆိုတော့နာမည်ကြီးတယ်အဲ့ဒါမဲ့ဖတိမာဆိုရဲအဲ့မျိုးသမီးကဗိုက်ကြီးနဲ့ကလေးနဲ့တော်တော်များတော့ပြောတယ်ကလေးကအကျိုးပေးတယ်လို့ပြောကြတယ်ဆိုတော့သူကလည်းသူကသူဝမ်းထဲမှာဗိုက်စားခြင်းလို့သူကချင်းချင်းတက်လာလို့အဲ့တံမြာသီးကိုအဲ့လိုလှုပ်စားရင်သူကသူနယ်ဖတ်လှုပ်စားရင်လည ။သားလူကောင်းလို့အများနဲ့စားချင်မှသူထုတ်ရောင်းကြည့်တာ။အချင်းမောင်ကချားရည်သူရောင်းနေတယ်။ဒါပေမဲ့အဲ့ဒါကိုစရောင်းကြည့်ချင်မှ။တမရစင်ချင်မောင်ကတမရစင်ချင်မောင်တော်တော်နာမည်ကြီးွားတယ်။နာမည်ကြီးတော့အိုးထားပြီးတော့မှလူချစ်ချစ်တိုးတာမန္တလေးနာမှာ။နော်ချစ်ချစ်တိုးနေတာ။ဥပိန်တရနာမှာဘာနာညာနာမှာဥဖျားနာမှာအဲ့စပြေကနေရာဘုံတော့သူ့ပါလုံရင်းလုံရင်းနဲ့အခုဒီနေ့နောက်ဆုံးသတင်းကပတိမအချင်းပေါင်းဆိုင်ကို FD နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပိတ်ခိုင်းလိုက်တယ်လို့ကြားပါတယ်။ဆိုတော့တနည်းအားဖြင့်တစ်ဖက်မှာပြောရင်တော့စိတ်မကောင်းပါဘူး။ဒါက ူလည်းကိုဝင်ဆောင်ကြီးနဲ့ဘိုက်ကြီးနဲ့သူခင်ဗျာတော်တော်လေးလုံနိုင်ကြနေရှာပါတယ်တော်တော်စူးစမ်းပန်းတာလုံရှာပါတယ်အတီအတွက်တော်တော်စိတ်မကောင်းပါဘူးသူတော်တော်လေးခက်ခဲစူးစမ်းရုံးကပြီးဝင်ငွေလေးရလို့အဆင်ပြေလာမဲ့အချိန်ကြမှာဘက်ကနေဒီလိုဖြစ်သွားတော့သူတို့လည်းသူရင်ထဲမှာလည်းကောင်းမှာပေါ့မပေါ်ပါဘူးအဲ့တော့ဘလိုပဲဖြစ်ဖြစ်သူလည်းဟိုဒီလိုဖြစ်သွားတဲ့အတွက်သူလည်း shock တော့ဖြစ်သွားမှာပေါ့သို့တော့စိတ်စိတ်မကောင်းနေတကယ်ဖြစ်ရပါတယ်တကယ်လည်းဟိုဟိုတနည်းနည်းနဲ့အဆင်ပြေလာလမ်းကြောင်းတစ်ခုကိုရှာဖွေပြီးတော့အစိုးရနဲ့သက်ဆိုင်ရာဝန်ကြီးနဲ့အဲဒေတာအုပ်ချုပ်ရေးဖွဲ့ပြီး FD ရဲ့တာဝန်ရှိသူတွေတခြားလူတွေညှိနှိုင်းပြီးတော့ဒီဒီပတိမ မမှန်ကန်သေးသေးချာလေးရောင်းလို့ရအောင်ဝိုင်းဝန်းပြီးတော့တစ်ဖက်တစ်လမ်းကနေကူညီပေးတာမျိုးလုပ်တင်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်။ဘာကြောင့်ဒီလိုပြောလဲလို့မေးရင် FGA တို့ဘာလို့တားမြင်ရခြင်းအကြောင်းရင်းရလဲမှားမမှားပါဘူးမှန်ပါတယ်။ဘာလို့လဲဆိုတော့ तू ကကျွန်တော်မြင်တယ် तू အချိန်ပေါင်းလုံနေတဲ့အားကြီးကသူကဒီကျမ်းမာရေးစီမင်းစည်းကမ်းနဲ့ညီမညီမသိဘူး။ तू ကခုနကပြောလဲဆိုတော့ငပိတွေလည်းထည့်တယ်၊ငေုပ်သီးတွေလည်းထည့်တယ်၊ပစုံချောက်တွေလည်းထည့်တယ်။နောက်ဘာမှမသိတဲ့အနှစ်တွေလည်းထည့်တယ်။အခုလောပြီးနေတယ်။နေပြီးတော့မှအားရဘူးတယ်လို့ထည့်လက်ရည်တော့ဆွတ်ထားပါလေ။လက်ရည်ဆွတ်ထားပါလေ။ဒါပေမဲ့အဲ့လိုထည့်ထဲတော့ကျွန်တော်တို့ရှီမာကက အာ FDA ရဲ့စီမင်းစီကံတွေရှိပါတယ်။နာမည်တားကြည့်လိုက်တဲ့အခါလူပြောပြောများလာတဲ့အခါ FDA ကသွားပြီးတော့စားတော့ကြည့်ရမယ်စစ်ကြည့်ရမယ်ပေါ့။စစ်ကြည့်တဲ့အခါမှာသူ FDA နဲ့မညီဘူး။စံချိန်စံချိန်နဲ့မညီဘူးပေါ့နော်။လူအများစားတော့ရင်စံချိန်စံချိန်နဲ့မညီဘူးညီတယ်ဆိုတာကို FDA ကလည်းသူ့လိုကိုသူလိုရတယ်။အဲ့တော့တချို့ကပြောမယ်အာဒီပတိမချင်းမောင်းရောင်းတော့မကျင်တတ်လို့တိုင်တဲ့ကောင်တိုင်လို့ဆိုတော့ဟိုတိုင်တာမတိုင်တာနောက်တလိုက်။တိုင်တာကတိုင်တဲ့ကောင်ကသူ့ရဲ့စိတ်စီနာပဲ။တိုင်တယ်လို့ဘာလို့ညာဆိုလဲသူစိတ်စီနာ။သို့တော့ တကယ်လို့အမှားကလည်းအမှန်တရားကနီလမန်က FDA အနေနဲ့ဒါကိုသွားဖို့ဆင်ရမယ်။အဲ့တော့လူပေါင်းများစွာစားနေပြီ။လူပေါင်းများစွာစားနေတဲ့စားသုံးခုတစ်ခုဟာ FDA မှာ license ရှိမှထားဘူး။ FDA ရဲ့စစ်ဆေးမှုမခံထားဘဲနဲ့ရောင်းချင်တိုင်းရောင်းနေဆိုရင်အကယ်၍ပြဿနာတစ်ခုဖြစ်လာရင်ဆဲမှ FDA ကိုဆင်မယ်။အဲ့တော့တစ်ခုဖြစ်လာခဲ့မှာနော်။ဆိုတော့ဒီချိန်ဒီကမျိုးမှာ FDA ကသွားပြီးကြိုတင်ပြီးတော့တားမြစ်တယ်။တားမြစ်ပြီးတော့သူ့ကိုစီမင်းစည်းကမ်းနဲ့ညီအောင်ရောင်းဖို့ညှိနှိုင်းနိုင်တယ်ဆိုရင်တော့ FDA ရဲ့အားလည်းမလွန်ပါဘူး။ FDA လည်းမမားပါဘူး။သို့တော့ ဖြစ်နိုင်ရင်တော့လူတွေကလည်းပြောနေတဲ့အချင်းဒီမျိုးသမီးကလည်းဘိုက်ကြီးနဲ့သူ့ခင်ဗျာကြိုးစားမင်းသားလုပ်နေတဲ့အချင်းလူဝေါမျိုးသားလည်းအဲ့ဒီမှာအလုပ်တွေရတဲ့အချင်းလူဝေါမျိုးသားလည်းဝိုင်းစားနေတဲ့အချင်းလူပေါင်းများစွာတနိုင်ငံတော်မှာရှိတဲ့လူပေါင်းနဲ့ချီဆိုသိမ့်နေချီဆိုပြီးတော့ဝိုင်းကြည့်နေတဲ့အချင်းမှာ FDA နဲ့သက်ဆိုင်ရာအာဏာရဲ့ဖွဲ့စည်းရေးအနေနဲ့လည်းမလုပ်တင်လဲလို့မေးဒီပတိမာကိုဒီချာလေးစကားပြောပြီးတော့ညီမကြီးတမီးကြီးပေါ့ဒါကတော့တောင်းရှိသေးတယ်တမီးကြီးညီမကြီးအဲဒီအချင်းပေါင်းကိုဒီ FDA နဲ့စံလေးနဲ့ညီအောင်လို့လုပ်ပါစားသုံးရင်တင့်တော်တဲ့အနေအထားမျိုးဖြစ်အောင်လုပ်ပါတမီးကြီး ဘာလို့ဆိုတော့အများပြည်စားတယ်တခုထိခိုက်လိုက်တမိကိုထိခိုက်မယ်တို့ app ကြီးလည်းထိခိုက်မယ်အားလုံးထိခိုက်မယ်လူတွေလည်းထိခိုက်မယ်အဲ့တော့တို့အားလုံးဖက်ပေါင်းစုံကောင်းအောင်လုပ်ကြရအောင်ဆိုတော့ညီနိုင်ပြီတတိတရှာလေးကြကြနာနာလုပ်လိုက်လို့ရှိရင်တော့ဒါနှစ်ဖက် win win situation ပြန်ဖြစ်မယ်ဒါလေးကိုကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့ဆိုတော့တစ်ဖက်ကဒီမျိုးသမီးနဲ့သူ့ရဲ့ဟိုမိသားစုသူ့ဘိုက်ထဲကကလေးလေးရာဆိုတော့ကျွန်တော်ဒါကိုလည်းမြင်ရကြည့်ရသေးတယ်သူ့ခင်ဗျာဒါလေးနဲ့ဟိုစင်စင်ရနော်နော်ပါစုစုပြက်ကလေးရင်ဒါလေးနဲ့ရောင်းရင်းနဲ့နေချင်းညာချင်းအဆင်ပြေလာမတော့မလားလို့ပြောရင်းနဲ့ဖြစ်တဲ့ကိစ္စ မအဲ့လိုပြောရေးဆိုရင်ခင်ဗျားတို့ရိုးရိုးလေးပဲပြောမယ်ဗျာဟိုဘာလဲဗျာဝိုင်းချုံပါလားဝိုင်းချုံမှာအကျော်တိုင်းသွားစစ်လေး FD နောက်ရန်ကုန်မြို့ထဲမှာပွက်လောရိုက်မြောင်ရောင်းနေတဲ့လမ်းဘေးမှာကျုံတို့ရောင်းနေရတယ်ခင်ဗျား FD ဝင်စစ်တင်တယ် FD အနေနဲ့ဒီဖတိမာတယောက်တည်းဟုတ်ပဲရွေးစစ်နေမယ်အစားကျန်တဲ့ဟာတွေလည်းဖြစ်နိုင်အကုန်လိုက်စစ်တင်တယ် FD ကအကိုလုံးကိုတေချာလုံးတင်တယ်နော်အဲ့လိုအဲ့လိုမှပဲဖြစ်မှာဘောဆိုလမ်းဘေးမှာကျုံတို့ရောင်းနေတာကြီးရတယ်ကျွန်တော်အနေရများလာပါတယ်လူတွေကလည်းစားနေကြတာဖြစ်တဲ့အတွက်ဒါလည်းသတိကြီးထားစစ်ဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းနေတယ်ဒီဖတိမာတယောက်တည်းမှရင်မဟုတ်ဘူးဒီဒီဖြစ်စင်မှာ စပြီးတော့ကျန်တဲ့လူတွေမှာသင်ကန်းစာယူတဲ့နေနဲ့တေချာလိုက်ပြီးတော့ကိုကိုကိုအဲ FD အစ်စ်ခံနေတဲ့အဆင့်တန်းမျိုးရအောင်ဘာပဲပြောဆိုင်ပေါ်အသီးသီးရပြင်ဆင်ထားကြဖို့လည်းတိုင်တွန်းချင်ပါတယ်ဘာပဲပြောလောလောဆယ်တော့ပတိမအချင်းပေါ့နေရတော့တော့သူရောင်းလို့မရတော့ဘူးပေါ့ဗျာနော်သူလည်းသူလည်းသူခင်ဗျာလည်းစေမကောင်းဖြစ်နေရှာမယ်နောက်တစ်ခုကသူတခြားနီလန်းနဲ့ဘလို့ရောင်းလို့ရမလို့ဆိုနီလန်းတွေကိုအစိုးရနဲ့သက်ဆိုင်တာဝန်ရှိလူကြီးတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့တခုခုဒီလမ်းနဲ့ပြန်ပြီးတော့လှုပ်လာလိမ့်မယ်မျှော်လင့်ပါတယ်အဲ့တော့နှစ်ဖက်ဝင်းဝင်း situation လမ်းကြောင်းကိုယူနိုင်ကြပါစေလို့ပဲလမ်းပြီးဆုတောင်းပေးပါတယ် မပြောလို့လည်းမပြီးဘူးဒီကိစ္စကိုပြောပြအောင်မယ်မတ်ဖတ်ဒီမားကိုအချင်းမောင်းရောင်းခွင့်ပိတ်ထားတယ်ဘာလို့အချင်းမောင်းရောင်းခွင့်ပိတ်တာလဲဆိုရဲဟာလေးကိုအမပြောပြပေးမယ်အဲ့ဒါကဘာလဲဆိုရင်အမတို့တွေကအပစ္စည်းတစ်ခုထုတ်ပြီးဆိုရင်ကပုံမှန်အချင်းမောင်းရောင်းနေတဲ့လူတွေတိုးလဲနဲ့ရောင်းနေရောင်းလို့ရတယ် ကိုက project တစ်ခုအနေနဲ့သူကအကြီးကထုတ်လိုက်တာကသူ့ရဲ့အချစ်မောင်ရဲ့အနှစ်ထုတ်တို့အနှစ်မှုန်တို့အဲ့ဒီဟာတွေကိုသူရောင်းလိုက်တယ်ရောင်းတဲ့အခါမှာဆိုလေသူက logo တက်ပြီးတော့ရောင်းနေကွာသူ့ရဲ့ design ကလေးကတ်ပြီးတော့မှရောင်းတယ်အဲ့ဒါဆိုရင်အဲ့လို logo တွေ design တွေနဲ့ project ထုတ်ပြီးတော့ရောင်းနေဆိုရင် project မထုတ်ခင်ပါတယ်ကိုက FDA license တွေရှောက်ထားဖို့လိုတယ်နောက်တစ်ခုကကြတော့ဒီထုတ်လုပ်ခွင့် license တွေပေါ့နော်အစ license တွေထုတ်ဖို့လိုတယ်ဒါဒီအမတို့ဒီစားတောက်ကုန်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့ 别抓说就是啦，啊，咱们爱超开车的哟，你拿手表嘛，哎 <music>，啊，查这过，啊，高能比收没收嘛，谁管钱嘛，骗路呀啦，啊，够麻烦的嘛啦，哎，五百零二多啦，哎呀，咱们别看伢啦。 ကဲဖက်တီးမအကြောင်းသိပြီးသွားကြရည်လားလုံးဝလေးစိတ်ထဲကိုတော်တော်မကောင်းတာဒီလားအော် तू အခုလိုလေးရောင်းရတော့ तू ပြောထားတာလေးပါလေအာဒီပေါ့နော်စီးပွားမဖြစ်ပေမဲ့ပေါ့နော်အကျွေးလေးကြီသွားတယ်ဆိုလို့ကိုရီမှာစိတ်ချမ်းသာနေတာကွယ်အခုဆိုလို့ရှိရင်ဒီမှာကြည့်ပါဦးဈေးလည်းမရောင်းရတော့ဘူးတဲ့နော်စီပင်ရလည်းပိတ်တယ်ဒီမှာ FD ဟိုဟာလည်း FD တောင်းနေပြီးတော့ဗာလဲ390တောင်းနေတစ်ဖက်ဒီမှာကြည့်ဦးရောင်းနေဝါနော်အိမ်မှာအဲ့လိုပါ ဖုန်းကြောင်းတွေကလည်းနှိမ့်ထုတ်ခင်လိုက်ရတယ်တဲ့လုံးဝစိတ်ထဲမကောင်းကွယ်တိလာเนาะဒါလူတွေကလေတိလာဒီလိုမျိုးသူများဒါမြမပြီမာလေးတိလာသူများအောင်မြင်ပြီဆိုလို့ရှိရင်လေတကယ်ဟိုမလေမနာလိုကြတာတိလာမကြည့်အောင် နေကစိတ်တည်းမကောင်းကွယ်တိလာအခုဆိုလို့ရှင် तू အိမ်မှာရောင်းလို့ရှင်တော့မကွာတိလာเนาะဒါဘယ်မှာမှမရောင်းသေးဘူးအိမ်မှာရောင်းရင်တော့မှဒါလူကိုဖမ်းမယ်ပေါ့เนาะဘာပစ္စည်းမှမရောင်းရတော့ဘူးတကယ်မဖြစ်တိမရေလုံးဝဟိုစိတ်တည်းမကြသွားပါနဲ့เนาะ fighting မှာတိလာเนาะမမစ조사ပွင့်နေရှိသေးတယ်မမเนาะ fighting เนาะစိတ်မကောင်းလက်ရှိလဲဒီပတိမကိစ္စဆိုလဲကျွန်တော်ဒါပုံမှန်နေနေအခုချိန်မှာဒါပြောလဲကျွန်တော်ပြောဦးအချိန်ကြာလို့ကျွန်တော်ပြောပြဒါပေမဲ့ ဲ့အပေါ်မှာလေလာကြအောင်ပါပဲအဲ့တော့ဒီအပေါ်မှာတော့ comment နေဘာမှတော့ဒါကိုပြင်းမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်သိတာအသည့်တစ်ခုကျွန်တော်ရှင်းပြမှာဟောအဲ့ချိန်တော့ကတော်တော်များ line မှာ hot တာပေါ့နော်အဲ့ဒါဇာတ်ရေးလည်းပြောပြပါအောင်အဲ့ဒါဖလီပါအကြောင်းပါညာဆိုဟိုရှင်းပြဒါမှန်လားပြောချမ်းတာပါကိုလည်းတကယ်တော့ပြောမစင်မူလတာပွားနေတယ်ပေါ့နော်ဟောဘာပြောဒီအောက်ချိန်လူတန်းသားတယောက်ပြည်လည်မှုရသွားတယ် ဘယ်လိုပဲဖြစ်ဖြစ်မိသားစုစုမှာပြည်လဲသွားရဆိုရင်ဒါကကျွန်တော်တို့ကမသိတာဖွားပေးနိုင်မှာပေါ့နော်။ဒါနဲ့အမှတ်တမဲ့ပါပဲ။ဘာလို့မဟုတ်ပါဘူး။ကျွန်တော် Facebook မှာကျွန်တော်မန္တလေးကကျွန်တော်ရဲ့မိတ်ဆွေပေါ့နော်။မိတ်ဆွေမှာရှိတဲ့ခါကျတော့ကြုံလို့မေးပြီးလား။အာခင်ဗျားတို့ဥပိတ်မှာလို့မန္တလေးသားဟောကျွန်တော်ဥပိတ်မှာဖာတီမာအချင်းမောင်တော်တော်ကောင်းတယ်။နာမည်ကိုကြီးလာပဲ။သူကအဲ့ချိန်တော့ကျွန်တော်ယူသားတာပြောခဲ့တာ။ဘယ်လိုလဲ။လူတစ်ယောက်ရဲ့ကံဆိုတာပြောမရဘူးလို့ဘယ်တော့သူရောင်းလာတယ်ကြားပြီလေ။ဒါပေမဲ့သူ့အချင်းသူ့အခါဖြစ်တဲ့အချိန်မှာထားပြီးတော့ဒီဟာကြီးကို ပေါက်သွားတယ်ဗောနပေါက်သွားတော့တခုပဲရှိတာအရင်တော့တော့သူရောင်းခဲ့ချိန်မှာဒီ social media ဆိုတာမပေါ်သေးလို့လားဒါပေမဲ့ခက်တာညံ့ပြီးမှ social media ပေါ်လာ Facebook ပေါ်လာကြားလာဒီချိန်မှာထပြီးတော့သူ့ရဲ့ကံအချိန်မှာကိုကရိုးတာပဲပြောနေတာဘာလို့ဒီကကံပြောလို့မရဘူးကျွန်တော်တို့ဒီလမ်းထမ်းလာတာမြင်ရတယ်ကံထမ်းလာမှမြင်အောင်သူ့အချိန်သူ့ကာဆိုအဲ့ဒါမနေ့က မရှိတယောက်ကဘာပြန်ပြောလဲဆိုတော့ဒါကကျွန်တော်တော်တော်တာမဟုတ်ဘူးကျွန်တော်ပြောခဲ့တဲ့ဟာကိုဒီနေ့ဒီရဲ့တိုက်ဆိုင်လို့ဩပိတဲ့အနေနဲ့တတိလေးများပြုနိုင်မလားဆိုတာလေးပေါ့နော်ဟုတ်ရှင်တော့မဲမဟုတ်ရှင်တော့မဟုတ်ဘူးနော်အဲဘာပြန်ပြောလဲဆိုတော့ဟာတဲ့အလကားပါဆရာရဲ့တဲ့ဆိုဘလို့အလကားလေလို့ဒီပြတော့ live မှာဟောပြီးကျွန်တော်လည်းမြင်နေရတာလေအိုးအော်တောင်းနေရှိပြီးစားနေတာလားလို့ကျွန်တော်ဆရာကိုနားလေအောင်ပြပြတယ်တဲ့အဲ့ချိန်တော့ဟာတဲ့ နင်းအောင်လည်းရုရှားကိုရောက်နေတဲ့အချိန်တဲ့တည်င်းတွေအချက်လက်တွေပေါ့နော် information တွေလူတွေကရှင်းရှင်းပြောရင်တော့မှမင်းအောင်လည်းပုံမှာအဲ့ချိန်မှာအာယုံတော်မဆိုင်နိုင်ဘူးတော်ရုရှားမှာဘာလို့လို့အာယုံမဆိုင်နိုင်ဘဲနဲ့ဖတီးမအကိုပဲအာယုံဆိုင်လာအောင်သူတို့လူနဲ့သူတို့ဟုတ်လို့လားဟုတ်တာကိုဆရာရဲ့တဲ့ဆရာလူကတော့ဝေးရောက်တယ်ဘယ်သိမလဲတဲ့သူအဖွဲ့ဈေးထဲမှာကိုရော့ပတ်စံရော့မင်းဘယ်လောက်ယူသွားတော့ဝယ်သွားပြီးပတ်စံယူသွားဘယ်လောက်လောက် 写啊，的，小弟都不会有，小弟话的，的哎、有呢四百万啊。但是目前屋里多多，米阿米阿没地来啦，的，汤呢到了几百，我也三年了。那个国家呢不是比比了不跟他到位，到位啥到位才路我们哦哦几条路，就那话，我专门去阿东山阿东山公园里，我路阿比了，一百万多，两百多，一点一点，那么那飞速的高速了嘞，现在 B, 就南北快了上坡的了，是吧？一点一点，那真的好了，我操！ ဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ဘူးနမတက်ဆိုင်တော့အရင်တည်းကဒီ social media ပေါ်နေကြတာတက်ဆိုင်စွာပဲသူပြောချိန်မှာကိုတော့ပြန်ပြီးစဉ်းစားမိတယ်ဟွန်းဟုတ်များဟုတ်နေတော့ဘာဖြစ်လို့အဲ့ကျင်တော့ရုရှားမှာဒီမားလာသွားတဲ့ချိန်မှာဒီရုရှားတဲ့ပတ်သက်တဲ့ဒင်းအချက်လက်ကဘာမှမကြရတော့ဘူး line ပေါ်မှာ down shot ပဒီမားပဒီမားဆိုနေဖြစ်လာပါတော့အဲ့တော့ဘာပဲပြော ဒါကဟိုဒါသူတို့ကနေကန်နေဆပုတ်ပြီးတိမှာပေါ့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အစိုးရပဲအကောင်ဖြစ်ဖြစ်သူတို့မိသားစုတွေရတော့ဒါကျွန်တော်ကြည်သားတော့ယူတာပါတယ်ယူတာပဲပုံစံလေယူတာပဲတော့ဘိုက်ထဲမှာလည်းပုံနဲ့ဒါကလေးအကျိုးပေးလို့ပဲသူကသူတစ်ဖက်ကအဖွဲ့စည်းရပဲပတ်စံပေးပြီးတော့ပဲဒါသိနေဖုန်းကြီးလို့သွားဝဲခိုင်းပြီးလူတွေအုံတော်လို့ဒါဖြစ်ဖြစ်တကယ်စားကောင်းတာဖြစ်ဖြစ်ဒါကသူကိစ္စကျွန်တော်လည်းမသိဘူးကျောင်းလေးမစားဘူးတဲ့အတွက်ကြောင့်ဒီပုံမှာတော့ပုံမှန်ချင်းပြောရင်လာလဲညင်းနေတယ်လာလဲပြောမှဒါသူ့ကိစ္စနော် ဒီမှာကျွန်တော်သိတဲ့အတိပဲပြတာဒါပေမဲ့တိုက်ဆိုင်စွာဒီနေ့ဒီရက်မှာဘာတင်ပြန်တက်တာလဲဆိုတော့ကျမကြီးက FDA လက်မှတ်မရလို့ဓာကြီးကိုပိတ်သိမ်းနေရဲ့ဆိုတော့ဒါမှကျွန်တော်ပြန်စဉ်းစားပြီးအချက်ပေါ့နော်အကျွန်မရှိပြောခဲ့အချက်ကိုပြန်ပြီးစဉ်းစားကြည့်ဟွန်းဒီနေ့တင်းမှာလဲဒါဒီပဲဒါဒီပဲဆိုတော့အခုတော့တခုခုနောက်ွယ်မှာတခုခုတော့ရှိကောင်းရှိနေမလားမသိဘူးပြီးတော့ဂျားတဲ့ကတော့ဒီစီမွန်ရောင်းတဲ့ကလေးမှနေရတော့မိသားပဲ ဖြစ်ကောင်းလည်းဖြစ်သွားမှာပေါ့နော်အဲ့တော့ငကူတွေကဘယ်ဒီဟာကိုအကွက်ချက်ချက်နဲ့စီစဉ်ခဲ့တာလားဘာဖြစ်လို့ပြန်တွေးကြည့်မယ်ဆိုရင်ဒီဟာနဲ့ပတ်သက်ပြီးမြန်မာပြည်မှာကမိစုတွေလည်းငားလေတာပါလေမဒီလမ်းဘေးမှာရောင်းကြလေအတုံဆိုင်ပဲဖြစ်ဖြစ်မွေငားဆိုင်ပဲဖြစ်ဖြစ်အကုန်လုံးဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ FDA လက်မှတ်ဆိုတာဒီလမ်းဘေးမှာထားပါတော့ကျွန်တော်တို့ဒီပြန်ကြရောင်းတဲ့လူတွေကရှိမှမရှိတာအခုမှ ရောင်းနေတာမဟုတ်တာဟုတ်တယ်မလားတကယ်တော့ lambda မှာသွားလဲနောင်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 နဲ့ထူပြီးရောင်းတာကဟုတ်တယ်မချင်းမောင်းချင်းမောင်းဆိုတာသူတို့လေ FT lambda မှာမရှိလားဟုတ်တယ်မလားဘလို့မဖြစ်ဖြစ်အဲ့တော့ဓာကြီးပုံမှာတီးတန့်ကိုမှာပဒီမတရားတွေ FT မရှိလို့ပိတ်တယ်ဆိုတဲ့တင်ရလဲဒီနေ့မှာဒေါ့ရှော့ကိုတက်လာတယ်ဒိတ်ခုနဲ့စအခုဆောင်းတိုင်းနေဟုတ်ပြီ ဟုတ်လားမဟုတ်လားကျွန်တော်လည်းမသိဘူးသိန်း80ဆက်ပမာဏအကုန်ဆောင်ခံရအောင်ကသူ့ရဲ့ရောင်းလို့ရတဲ့အင်ကမ်းပမာဏကိုဘယ်လိုလုပ်သိလဲ audit ဝင်လာတယ်ကျွန်တော်ပြောတာဟုတ်ဖိတ်သက်နားလေ ပါလိမ့်မယ်ကျတို့ market တစ်ခုမှာရောင်းကြတယ်မှ shop center တစ်ခုမှာရောင်းတယ်ဆိုရင်တော့မှကျွန်တော်တို့ဒီ register register ဆိုတော့ဒီ table sales မှာရောင်းတဲ့ဟာပေါ့နော်အဲ့ register ကနေ post system နဲ့ကျွန်တော်တို့ excel နဲ့ထုတ်လိုက်ပြီးဟာတနေ့တာဘယ်တော့ရောင်းရသည်လို့တော့သူရဲ့ daily ကဘယ်တော့ရောင်းလဲ weekly ဘယ်တော့ရောင်းလဲ monthly ဘယ်တော့ရောင်းလဲဆိုတာသူရဲ့ sales report ကိုကြည့်လိုက်ပြီးအဲ့ပေါ်မှာ test ကိုကောက်တာမျိုးကျွန်တော်ဒီ US မှာလည်းအလိုပဲရှင်းမယ်နော် test ကအလိုပဲသွားကြတာဟုတ်ပြီလမ်းမေးမှာဈေးရောင်းနေတဲ့အချိန်မောင်းတဲ့တယောက်က ဒီတော့သူဥုံပြီးတော့ဝင်လာတနေ့ကိုသူဘလောက်ဘူးရောင်းရတယ်လို့ဖတိမကူတဲ့ငါ့ကိုတနေ့ကိုသူဟာမမှန်တိမ်မှုရောင်းရတယ်ဘာလို့ဘလောက်ဘူးရောင်းရဆိုတော့ပြွားပြီးတော့ပြောချင်တာပြောမှာဟုတ်ချင်လည်းဟုတ်မှာဒါပေမဲ့အဲ့ဒီအပေါ်မှာဘလူးအနေနဲ့ test ကိုကောက်တာလဲ390ဆောင်းရမယ်ဆိုတာဟုတ်တယ်အဲ့တော့ဒီ390ဆိုတဲ့အတိုင်းကဘယ်လောက် percentage ကို ဆန်ထားပြီးကောက်တာကျွန်တော်တို့အခုအတိုင်းဟိုရှိမဲ့ US မှာဆိုရင်ထားပါ percentage တစ်ခုရှိတယ်ဘလော့ percentage တစ်ခုဆောင်းသွားရဆိုတာမျိုးပေါ့နော်ကျွန်တော်တို့အခုမှပစ္စည်းတစ်ခုဝယ်ပစ္စည်းတစ်ခုဝယ်ဆိုတော့8% test တစ်ခုကောက်တယ်ဒီအဲ့လိုမျိုးဟုတ်ပြီအဲ့ဒီမှာဆိုရင်တော့သူ့ကို bank 90ဆိုလာကဘလောက်ဝင်ငွေ income နဲ့တတ်မှတ်ပြီးတော့ဘလောက် percentage တတ်မှတ်ပြီးတော့ bank 90ဆိုဆောင်းနေတာ ုတ်ချင်တယ်ဟုတ်ပဲမို့လို့ဒါပေမဲ့လောလောဆယ်ဆိုတော့3.90အကုန်ဆောင်ခိုင်းနေဆိုပြီးတော့တက်လာတယ်တရင်နေတာတွေ့တယ်အဲအောက်မှာလည်းမျိုးမျိုးရေးတာပေါ့နော်အာလူလူတွေကမနာလူလို့ပြောကြတယ်လို့တိုက်ခိုက်ကြတယ်လို့ဒီရက်နောက်ဝယ်အကြောင်းရင်းနဲ့အမှန်တရားတော့ကျွန်တော်လည်းမသိနိုင်တကယ်တမ်းပါဝင်ပတ်သက်မှုတွေလူတွေပဲသိကြပါပါပေါ့နော်ဖတီမတယောက်စီဘီနေစီကမျက်မှောင်ကြိုးချင်းခံနေရတယ်ကဲပရိသတ်ကြီးတို့ဤ တံမြာသည့်ချင်းမောင်းတို့ကနိုင်ငံကျော်သွားတဲ့အထိလူတွေအားလုံးရဲ့ပါဇက်ဖြားတွေမှာမချနိုင်ဖြစ်ရတယ်ဆိုတာမျိုးကိုစဉ်းစားတော့မှမစဉ်းစားဘူးပဲမိဖတိမားရဲ့တံမြာသည့်တို့ကတော့လူရင်းစားအားလုံးရဲ့ကြားထဲမှာအတော်လေးနမည်ကြီးခဲ့ရတယ်လို့ပြောရမှာပါသူမရဲ့တမယာတိတောက်ကြောင့်မင်းမန်းလေးရောက်ပြီးဆိုတာနဲ့မဖြစ်မနေဝေးစားကိုစားရမယ်ဆိုတဲ့စိတ်မျိုးနဲ့တန်းစီပြီးတော့စောင့်ဝင်ရတဲ့အထိအတော်လေးနမည်ကြီးခဲ့တယ်လို့ပြောရပါမယ်။ဒါပေမဲ့လည်းဘဝဆိုတာအချို့တလေခါတလေဆိုတဲ့အတိုင်း ဖတိမရဲ့တမယာတိရောင်းချခွင့်ဟာလုံးဝကိုမပိတ်သိခံလိုက်ရပါပြီ။တမယာတိချက်မောင်းရှောင်းတာဟာပေါ့ပေါ့ပါပါတခါလောက်စီဝါရင်ဖြစ်တာမလို့ထုတ်ကုန်ကြီးတွေလို့ FDA မလို့ရဖို့ဆိုပေမဲ့လေ။ရောင်းဝယ်လို့လို့မျက်မှောက်ကျိုးသွားခဲ့ရတဲ့စီပင်ကတော့ FDA ထောက်ကန်ချက်မရရင်တရားနာလေးရောင်းခွင့်မရှိသလိုအိမ်မှာလည်းလုံးဝရောင်းခွင့်မရှိဘူးဆိုပြီးတော့ထုတ်ပြန်ခဲ့ပါတော့တယ်။ဆိုတော့ဖတိမရဲ့လက်ရာကိုမမီးမဆန်းလိုက်ရသေးတဲ့သူတွေအတွက်ကတော့အတော်လေးကိုမဝမ်းနည်းစရာဖြစ်ခဲ့ပြီ။ တမရသီးတော့ရောင်းတာဟာလေတကယ်ပဲ FDA လိုအပ်နေရလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဖတိမတမရသီးကလေသူ့ထဲမှာလေငပိတွေများလို့လားဒါမှမဟုတ်အချုံမှုတွေများရောလို့လားငံပြိုင်တွေများရောလို့လားအခုအားဒီတစ်တော့မှာကွာသူကအရာခွင့်ပိတ်ခံလိုက်ရပြီတဲ့ဘာလို့လဲတကယ်လို့များသွားတယ်ဆိုရင်လည်း short ထည့်ခိုင်းမယ်လေပြောကြပေါ့ဘာလို့လဲတိကြတာတိတယ်ဆိုရင်ကိုယ့်မှာမှတ်ခဲ့ပြကြအောင်နော်နင်တို့ကမဟုတ်တော့ ဟတိမအရှင်တို့တမယာတိတို့ကျမရေးနဲ့မညင်ညူဘူးလက်ခံတယ်လက်ခံတယ်ဆိုတာဘဒူမလည်းအဲ့ဒါကြီးကို over load ထည့်အောင်ဘဒူမမစားဘူးဟိုဈေးနှုန်းရအတွက်ကျင်လဲဈေးကြီးတယ်လို့ပြောလို့ရတမန်အရှိကံလူရန်းသားအနေနဲ့အဲ့ဒါဈေးကြီးတယ်လို့ပြောလို့ရမယ်အဲ့ဒါလည်းလူရန်းရလည်းစားကျင်နှုန်းတော့ညီးကြည့်ရှင်နာရဲ့တစ်တော်ဆော့ကျင်နာရဲ့အကြောင်းဝယ်ကြတာ ဲ့မဲ့အဲ့ဒါကျတော့ဂျမ်းမာကြီးနဲ့မညီညွတ်ဘူးဆိုဒီရက်ပိုင်းလေးကိုတမားကိုကျတော့အရာပိတ်တယ်။သူကအင်မတန်ဂျမ်းမာကြီးထိခိုက်ဟိုဝင်းသွားလိမ့်မယ်။အဲ့ဒါပဲ။အဲ့ဒါပဲ။နော်။နောက်ကြလို့ရှိရင်သူ့အေးပေါင်ကြလိမ့်မယ်။ဒါပဲ။ဟုတ်တယ်နော်။အဲတရုတ်ဒီရဝင်နေတဲ့မုံလေး။အိုက်ကဝင်နေတဲ့မုံလေးကျတော့ခေါ်ကျတော့စိုးစေးတွေနဲ့လေကော်မုံတွေလေကလေးတွေကိုဘေးဖြစ်တာလေ။အဲ့ဒါကျတော့နှစ်တည်ရှိနေတယ်။ ဘယ်မအေးလို့မှမမြင်ဘူးလားဘယ်ကောင်မှမှမမြင်ဘူးလားမင်းတို့ FDA တွေ FFA တွေဟမ်မမြင်ကြဘူးလား စားသုံးမှုရေးရာတွေမမြင်ဘူးလားကလေးတွေအဲ့ဒါမှအခုစားနေတာလူကြီးတွေအဓိကဖဒီမအချိန်မောင်းကစားနေတာလူကြီးတွေအဓိကကလေးမှစီနောင်လေးမစားဘူးအဲ့ဟိုဟိုစီနာရှီယာဝင်တဲ့မုံနေရကလေးမှစီနောင်လေးတွေကနေမှဟို အတက်ရွယ်တစ်ခုအထိ team h level အထိအောင်အဲ့ဒါကြီးစားနေကြတယ်အဲ့ဒါပို့ယူအနေရရှိအောင်မဟုတ်ဘူးလားညနေရလှန်ဆိုင်ညနို့မှာအစ်စ်နိုင်နိုင်နိုင်မကျင်းနဲ့ငါလည်းအရင်မောင်းကြောင်ငါလည်းအရင်သုံးမကြဘူးဒါပေမဲ့နှစ်နှစ်ပတ်ပတ်ဝန်နေလေးပြီးပြီးတော့ ဟိုဟိုစီပင်ရေးရာနဲ့ကိစ္စနပတ်သက်တာဆိုလို့ရှင်လဲအဲ့လိုညူးနဲ့သွားလေစီညင်းဥပဒေပေါင်းနဲ့အခုကနိုင်တဲ့စီနင်းလောက်နေရလေဟုတ်တယ်နော်လူတွေမရမ်းရမ်းအောင်မလုပ်နဲ့အဲ့ဖတိမအတော့ငါလည်းမစားဘူးငါလည်းအရင်ကြက်ဘူးဒါပေမဲ့မတရားအနေကျင့်လာကြတော့ငါလည်းလက်မခံဘူးโอเค တများတီတော့လေရောင်းဝယ်ပိတ်လိုက်ပြီဆိုတော့ငါတော့ဝမ်းသာတယ်ကျင့်တယ်တိလာ ါတို့ဝမ်းသာလေတင်းနေတာလေဆိုတော့ငါပြောပြမယ်အပြစ်တင်မစောနေဘူးเนาะသူများရောင်းပိတ်ခံအတော်ကအဲပျော်နေတယ်ဆိုလို့ငါ့ကိုမနာလိုလားလားဆိုပြီးတော့မတွေးနဲ့ငါပြောပြအောင်မတရားရှင်းပြအောင်မတရားနာတာဒီလားငါတို့အရင်ကတော့ကွာကွာပထမဦးဆုံးတို့ခုပိတ်ခံတန်ညာတိတော့ကိုပိတ်ခံရတာမှလားပိတ်ပစီလေးပါဖြစ်လေပိတ်ပစီပေါ့ငါတို့ပထမဆုံးကစားတိခဲ့တာလည်းဒါမှမဟုတ်တန်ညာတိတော့လိုပဲစားတိခဲ့တာပေါ့เนาะအဲတန်ညာတိတော့အချင်းပေါင်းနေအချင်းပေါင်းနေများစွာရှိတယ်ကွာများစွာရှိရတယ်မှာပါတန်ညာတိကိုအလုံးလိုက်တုတ်တယ်ဆိုတော့စိတ်ဝင်စားတော့ကွာတန်ညာတိကိုအလုံးလိုက်တုတ်တာချင်းများချင်းမလားဘလို့နေမလားဆိုတော့မြည် စမ်းကျင်စင်တဲ့စိတ်နဲ့အရန်တိချင်တာတော့အရန်ပေါက်ခဲတာအဲနောက်ပိုင်းကျတော့ငါတို့ဗာလဲဆိုတော့တမ်းမြတိတုတ်ကောင်မှဖတိမတမ်းမြတိတုတ်လို့ပြောတာကိုသိလာတယ်။အဲအခါမှာဩဒီတမ်းမြတိတုတ်ကဖတိမရောင်းလာပါလားဖတိမဒီအဲဘိုင်ကြီးနဲ့ကိုဝင်းကြီးနဲ့ပေါ့နော်ဒီအချင်းမောင်းရောင်းလာတာဘယ်နှစ်နှစ်ရှိပြီဆိုပြီးတော့ဖတိမဆိုပြီးတော့မှထပ်ပြီးတော့သိလာတယ်။အဲအခါကျတော့မှအခုဘာဖြစ်လဲဆိုတော့တမ်းမြတိတုတ်ကိုလုံးဝအရောင်းပိတ်ပလိုက်ပိတ်မစိဘာဖြစ်လဲ ငါအနေနဲ့ကတော့ငါအတွင်းနဲ့ကတော့လေလုံးဝပိတ်စစ်နော်နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ပိတ်ပလိုက်တာတံမြာသီးတုပ်စုဟာကြီးပိတ်ပလိုက်တာလေကွာငါတို့အခုသိလာတာကဖတ်တီမဆိုပြီးတော့မှသိလာဟုတ်တယ်ခဏဖတ်တီမဆိုပြီးတော့မှသိလာတာဖြစ်တဲ့အတွက်ဒီငါတို့ကပြောမှဆိုလို့ရှိရင်ဒီဖတ်တီမဆိုတဲ့အမကွာသူကဒီ personal brand ကိုသူကဖောက်ပြီးသွားပြီဖတ်တီမဆိုတဲ့နာမည်တခုကြီးသူရပြီးသွားပြီအဲ့ဒီတော့မှအခုတံမြာသီးတုပ်ပိတ်တယ်ပိတ်ပစစ်နော် သူနောက်ထပ်ဘာလုပ်လဲထပ်လုပ်လို့ရတယ်အဲအခုလိုမျိုးပိတ်လိုက်တဲ့ဟာငါဘာလို့ထပ်ပြီးဝမ်းတာလဲဆိုတာကိုပြောပြအောင်မယ်နော်သူတို့ကတန်ညာကြီးတို့ကိုပိတ်လိုက်ပါပြီလို့ပြောလိုက်တဲ့အခါမှာလူအများစုကဘသူ့ကိုဂယုနာတက်လဲမဖတ်ဒီမှာကိုဂယုနာတက်တယ်အဲမဖတ်ဒီမှာရောင်းရနေတဲ့အချိန်ကြတော့မှသူခင်ဗျာကိုဝင်းကြီးနဲ့လှုပ်ဆောင်နေရတာကိုလုံရက်လိုက်ကြတာဆိုတဲ့စိတ်အဲ့အတွက်ကြောင့်မလို့မဖတ်ဒီမှာကိုဂယုနာတက်တာဖြစ်တဲ့အတွက်အခုနေမဖတ်ဒီမှာကဒီတန်ညာကြီးတို့မရောင်းရလို့တခြား brand တစ်ခုခုကိုရောင်းမယ်တခြားစားချက်တစ်ခုခုကိုရောင်းမယ်ဆိုလို့ရှိရင်မဖြစ်မနေအားပေးကြမှာပဲဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဂယုနာတက်မှုသူ့ကိုဘောနော ဂရုဏာတတ်သွားတာဖြစ်တဲ့အတွက်ငါတို့မဖြစ်မနေအားပေးဘူးအဲ့ဒီအတွက်ကြောင့်မလို့မဖက်ဒီမောက်လည်းပြောချင်တာပါလုံးဝအားမငယ်နဲ့အားမလျှော်နဲ့အခုတက်မြာကြီးတော့မရောင်းနိုင်အောင်မလားမရောင်းနဲ့ပါဖြစ်လေနော်ကိုကပါစနယ်ဘရန်ရှိပြီးသားဖက်ဒီမဆိုတဲ့နာမည်တစ်ခုရှိပြီးသားဖြစ်တဲ့အတွက်ရှားဟာကိုပြောင်းရောင်းပြောင်းရောင်းလဲရောင်းရမှာပဲလိုက်ပြီးတော့အားပေးနေကြအောင်ပါပဲနော်အဲ့တော့အားမငယ်နဲ့ညီတို့လည်းနော်တက်မြာကြီးတော့ဝေးလိုက်လို့ဆိုပြီးတော့မူတီတာပါအားမငယ်နဲ့ နော်ဒါသူ့အတွက်ပျော်စရာကောင်းတဲ့အရာပဲလို့ဘာလို့လဲဆိုတော့သူဟာ personal brand တိစောက်ပြီးသွားပြီဖြစ်တဲ့အတွက်နာမည်တစ်လုံးနဲ့ယက်တည်သွားပြီဖြစ်တဲ့အတွက်သူ့ဘာရောင်ရောင်ဘာလို့လဲအကုန်လုံးဝိုင်းပြီးတော့ support ပေးမဲ့လူတွေအများကြီးပဲနော်အဲ့အတွက်ကြောင့်အမကိုလည်းပြောချင်တယ်အားမငယ်နဲ့အမလှုပ်ရှားရှိရာကိုရှေ့ဆက်ပြီးတော့လုပ်ဘာရောင်မလဲဆိုတာကိုပဲဆက်ပြီးတော့တွေးအမလုံမဲ့အလုပ်တိုင်းမှာအကုန်လုံးကဝိုင်းပြီးတော့ပတ်မုံမဲ့သူတွေပဲရှိတယ်အဲ့တော့အားမငယ်နဲ့နော်တာမြန်တိတော့ခလေးမရှောင်းရလို့အမအတွက်ဘာမှဖြစ်မသွားဘူးနာမည်ရှိနေတာဖြစ်တဲ့အတွက် အကြောင်းမလို့ဆက်ပြီးတော့ကြိုးစားဆက်ပြီးတော့လုပ်အဲ့တော့ငင်းတို့တွေလည်းမူလီတာမပွားနေတော့အဲ့လောက်ကလာပြီးတော့ပြပြချင်တာဒါပဲနော်ဟုတ်တယ်ရတယ်လေတဲလေးကြံငယ်လို့လာပြီးတော့ထပ်ပြောတယ်အဲ့တော့ပြောချင်တာကွာလူတိုင်းမှာအဓိကအရေးကြီးဆုံးက personal brand ပဲ personal brand ခိုက်ပြီးဆိုလို့ရှိရင်ဘာလို့လို့အကုန်လုံးလို့ရတယ်နော်ဒါလေးကိုနားလည်ထားပါလို့ မန္တလေးကအချိန်မောင်းရောင်းတဲ့မက်ဖက်ဒီမောက်အတ္တိမရှိလို့လက်ရှိမှာရောင်းချခွင့်ပိတ်ခိုင်းနေဆိုတော့လက်ရှိဈေးကွက်ထဲမှာပြန်ပြီးရောင်းချနေတဲ့အစားတောက်ပေါင်းများစွာအထဲမှာအစားတောက်ဘလောက်များများ SDA လိုင်စင်လုပ်ထားတာရှိလို့လဲနော်ပဲကျော်ငါးမုတ်ကျော်စာလုပ်ကြီးကစပြီးတော့ကျွန်တော်တို့တချို့ကပြောကြတယ် မက်ဖက်ဒီမှာအားတဲ့အရန်ရောင်းကောင်းတဲ့ခါကျတော့ဒီပြည်တွင်းမှာဒီမကောက်ဘောနော်ပြပပေါ့ဒီဗန်ကောက်တို့ဘာတို့အထိပါသူ့ရဲ့အချင်းပေါင်းနေပေါ့နော်အချင်းပေါင်းအနှစ်ဘူးတွေရောက်တယ်ဆိုတော့ရက်ကြရင်တန်ရှင်းမှုမရှိမှဆိုလို့ပေါ့နော်အဲ့တော့တရက်ကို10သိန်းဘုံရောင်းရတယ်30ဘုံရောင်းရတယ်30ဘုံရောင်းရတယ်လိုင်းပေါ်မှာတက်တက်ကြွားဖို့တော့မသိတော့ဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့စီမှာသူရက်သားရင်မနာလို့ပေါ့နော်တချို့လဲဗန်ကောက်ကစားကျင်တဲ့လူတွေကမှားလို့ခီးဆောင်အိတ်တွေဘာတွေထဲမှာတော့တဲသွားတယ်လို့သိရတယ်ဗျာနော်ဘာဖြစ်တာတော့သူအကျိုးပေးလीဗျာသူကအရန်ရောင်းရတာအဲ့တော့သူရက်သားရင်မနာလို့ရဲ့လူတွေကတုံမိရှုံမိလုပ်ပြီးတန်ချောင်းမှုလုပ်ခဲ့တယ်လို့ပဲထင်ပါတယ်အဲအကြောင်း မှုလည်းပဲဒီ SDA ပေါ့နော်အစားအသောက်နဲ့ဆေးဝါးညွှန်ကြားမှုဥစည်းထာနာလက်ရှိမှာခဏအယောင်ရက်ခိုင်းထားတာပေါ့နော်ဒါမှမဟုတ်လည်းတိုင်ကြားမှုရှိလို့ဒီလိုမျိုးရောင်းရက်ခိုင်းထားတာတော့ SDA အစားအသောက်နဲ့ဆေးဝါးညွှန်ကြားမှုဥစည်းထာနာကိုတော့သွားပြီးအပြည့်ပြောလို့တော့မရဘူးဘာလို့လဲဆိုတော့သူတို့ကလေလက်ရှိမှာခဏဆိုင်းငံ့ခိုင်းထားတာဒါပေမဲ့မတ်ဖက်ဒီမအနေနဲ့ဘာပြန်လုပ်ရမလဲဆိုရင်ဒီတက်တန်ရှင်းတက်ရက်တဲ့ပုံစံမျိုးလက်ရှိတက်ပို့ပြီးတန်ရှင်းတက်ရက်တဲ့ရောင်းချမှုပုံစံမျိုးနဲ့နော် ပြန်ပြီးတော့အတနာခံပြီးတော့ကျွန်တော်တို့ပြန်ရောင်းချပေးရစေဆိုပြီးတော့ကျွန်တော်တို့ပြန်လဲလျှောက်ထားမယ်ဆိုရင်တော့ဒါဒါဘာဖြစ်ဖြစ်နောက်ပိုင်းကျရင်တော့ပြန်ပြီးတော့ခွင့်ပြုလိုက်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ပေါ့နော်ဒါကတော့အတူတူပြန်လဲရရှိနိုင်မယ်အခွင့်အလမ်းပေါ့နော်ဘာပဲဖြစ်ဖြစ်ခမားခမားဘလောက်ပဲတန်ရှင်းအောင်လုပ်လို့သူရတားရင်မနာလိုတဲ့လူပါရှိနေတဲ့အတွက်ကိုဒီလိုမျိုးတုံမိရှုံမိလို့မှုတွေဒီလိုမျိုးတိုင်ကြားမှုတွေဒီလိုမျိုးကြောက်ရှောက်မှုတွေကတော့ လုံနေဦးမှာပဲဒါပေမဲ့ကိုဘက်ကတအားစိတ်တဲ့ကြမှုမရှိဘဲနဲ့သူရဲ့စိတ်တဲ့စစ်စင်ကြီးကိုဘလို့ပြန်လို့မလဲပေါ့ဒါကပဲကျွန်တော်တို့အတွေးပြီးတော့ပြန်လဲရောင်းချခွင့်ရဖို့အတွက်ကြိုးစားမှာပဲအဖတ်ဒီမအနေနဲ့အဆင်ပြေလိမ့်မယ်လို့ထင်တယ်အဲ့တော့ SDA နဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ပြောကြင်တယ်ဘာလို့လဲဆိုတော့ကျောင်းနိုင်ငံမှာဗျာနော်ဒီအချိုးအဘူးတွေပေါ့နော်ဈေးကွက်ထဲမှာအချိုးအဘူးတွေဆိုတဲ့အများကြီးရှိတယ်နော်ပဲကျော်နော်တခြားစာလေးဝင်ငါးမုတ်ဟိုတချို့ဈေးတုတ်ကအစားဗျာနော်ဈေးတုတ်မှာ SDA လိုင်စင်ထုတ်ထားတဲ့0တို့ရှိသလိုနော် SDA မရထားတဲ့0တို့တွေလည်းအများကြီးမှအများကြီးပဲအဲ့လိုမျိုးပြပောက်ကိုရောင်းချလို့ပြပောက်ကိုဒီလိုမျိုးထုတ်ပိုးပြီးတော့ပါဆယ်ပို့လို့ ် SDA စစ်တယ်ဆိုရင်နော်ကျော်တို့ဒီထိုင်းနိုင်ငံဈေးကွက်မှာဆိုတော့မြန်မာပစ္စည်းတွေအများကြီးပဲဘာတစ်ခုမှ SDA မပါဘူးနော်အစားတော့အစားတော့ဒီမုတ်တွေဆိုလည်းအများကြီးပဲဟောနော်ဟိုဒီငါးမုတ်ကျော်အစားပြဈေးတုတ်တခြားပစ္စည်းတွေလည်းအများကြီးအများကြီးရှိပါတယ်နော်ဟိုဒီထိုင်းနိုင်ငံမှာမဟုတ်စင်ကာပူမလေးရှားဂျပန်ကိုရီးယားအထိမြန်မာပစ္စည်းတွေနော် SDA မရှိတဲ့ပစ္စည်းတွေအများကြီးရောက်နေတာပါပဲနော်အခုကတော့မဖက်ဒီမှာဘာမဟုတ်တဲ့ဒီလမ်းဘေးမှာဒီအချင်းပေါင်းလေးရောင်းရာနေပြောရောင်းကောင်းတယ်ဆိုတာရှိသေးတယ်နော်ဟိုအောင်ရဲကျော်တို့ဘာလို့သူတို့ရဲ့ပေးမှာတင်ထားတာအကျွေးကြေုံလောက်ပဲရှိ ရှိသေးတယ်เนาะဟိုဒီလိုမျိုးမနာလိုဝင်တယ်ပဲဒီလိုမျိုးလုပ်တယ်ဆိုတော့ ဘာဖြစ်ပါ SDA ကိုတော့သွားပြီးပြစ်တယ်လို့မပြောသူတို့ပိတ်ခိုင်းလို့ခဏပိတ်ခိုင်းတာဒါပေမဲ့ကိုဘကအကောင်းဆုံးပြန်လာနိုင်အောင်စူးစမ်းမှာပဲရမှာ SDA အနေနဲ့ပြောချင်တာကတော့မြေနေရအောင်လှန်ဆိုင်ပြီးဒီလိုမျိုးတွေရှော့ပိတ်နေတာထက်နော်ဈေးကွက်တဲ့ဟိုဒီလိုမျိုး SDA နဲ့ပတ်သက်ပြီးတိတိကျကျလှုပ်ဆောင်မယ်ဆိုရင်လည်းဘာမဟုတ်တဲ့အချိန်ပေါင်းလောက်အတုံးလောက်ကိုမလုပ်ဖက်နဲ့တနိုင်တစ်ပိုင်းထက်ကျော်လွန်ပြီးတော့စီးပွားရေးလုံနေတဲ့နော်တခြားပစ္စည်းတွေလည်းအများကြီးရှိပါတယ်နော်တနိုင်တစ်ပိုင်းထက်ကျော်ပြီးတော့ဈေးကွက်မြန်မာပြည်တပြည်လုံးဈေးကွက်ကိုဖြန့်ဖြူးနေတဲ့ပစ္စည်းတွေကိုလည်းတိတတ်ပို့ပြီးတော့တင်းကျပ်စွာစစ်ဆေးဖို့ကျွန်တော်ကမြင်တာရက်ခံနေတယ်ဘာလို့လဲဆိုတော့ လုံးမဲ့ဆိုရင်အကုန်လုံးတပြေးညီလုံးမလုံးဆိုရင်တော့ဘသူမှမလုံးနဲ့နော်လုံးမဲ့ဆိုရင်တော့တိုင်တိုင်မတိုင်တိုင်အကုန်လုံးဒါတပြေးညီလုံးဖို့လိုရလိုက်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်